စင်ခုရောက်ရှိနေရတော့ဒုမာဓမယန်လို့ဆိုစမဲ့ပြုလောက်တဲ့ဓမယန်ကြီးဖရာကိုရောက်ရှိနေရပဲဖြစ်ပါတယ်တကယ်ကိုဒုနဲ့ဒယ်နဲ့ကြီးကျယ်ခမ်းနားလာတဲ့ဓမယန်ကြီးဖရာဆိုရင်တော့ပကံမှာရှိတဲ့ဇီဒီပထိုးရီထဲမှာဒုတဲ့အကြီးဆုံးလို့ပြောရတဲ့ဖရာတစ်ခုပဲဖြစ်ပါတယ်ဒီကူဖရာဆိုရင်တော့နရတုမင်းကတီးခဲ့တယ်ဆိုတာအလုံးသိထားပြီးသားပဲဖြစ်မှာပါ ီးဖះကိုတီထားကိုးကွယ်ခဲ့တယ်ဆိုတာအလုံးတီထားပြီးသားပဲဖြစ်ပါလိမ့်မယ်။ဟိုဒီတမန်ကြီးဖះကိုရောက်ပြီဆိုရင်တော့စိတ်ရဲ့စိတ်ထဲမှာအင်းနည်းနည်းမိုင်းတိုင်တိုင်အောင်ဆိုင်ဆိုင်နဲ့ဖော်ပြခဲ့တဲ့ဝေဒနာတစ်ခုဖြစ်ပါတယ်။အဲ့ဝေဒနာနဲ့ပတ်သက်ပြီးဘာကြောင့်ဖြစ်လဲဆိုတော့အကြောင်းရင်းစစ်မြစ်ကိုရှာကြည့်တော့ဒီဖះတကနည်းနည်းသူမင်းဟာဆိုရင်အဲတမိုင်းမှတ်တမ်းမှာကောင်းမွန်တဲ့ဖြစ်ရတူ ထိန်ချံပထားရခဲ့တာကြောင့်ဖြစ်မယ်လို့တွေးခဲ့မိပါတယ်။ဒါကြောင့်မလို့ဒီဓမ္မယဉ်ကြီးနဲ့ပတ်သက်ပြီးတော့ဖရာတကာနဲ့သူမင်းကြောင့်ကိုဒီနေ့အမျှကိုပြောရမှာဖြစ်ပါတယ်။ဓမ္မယဉ်ကြီးကိုတီထောင်ကိုးခွယ်ခဲ့တဲ့နရတူမင်းကိုပကံခိခဲ့အစာတသက်လို့တောင်းတင်စားပြောဆိုကြပါတယ်။အစာတသက်ဆိုတဲ့အတိုင်းအဖကိုတတ်တဲ့သားပေါ့။အဲ့တော့နရတူမင်းကတော့အလောင်းစီသူမင်းကြီးရဲ့သားတော်ဖြစ်ပါတယ်။ လောင်းစီသူမင်းကြီးအာမှာတားတော်နှစ်ပါးရှိတယ်။ဒါအကြီးကတော့မိဖုရားခေါင်းကြီးကမွေးတယ်။တားတော်မင်းရှင်စောနဲ့မိဖုရားအငယ်ကမွေးတယ်။နရတူနဲ့နှစ်ပါးရှိပါတယ်။အဲ့တော့မင်းရှင်စောကိုတော့မင်းကြီးကအအကြောင်းကိစ္စတစ်ခုနဲ့အမြတ်တော်သားထွက်ပြီးတော့ဒီနယ်လှုပ်ထားတယ်ပေါ့နော်။အဲ့ဒီအချိန်မှာအာသူကနရတူကိုပဲအားကိုးပြီးတော့ဒီနန်းရွေးရာတွေကိုလောက်ခိုင်းနေပေါ့။ဒီနေ့မှာဒီအလောင်းစီသူမင်းကြီး နာမကျန်းဖြစ်တဲ့အချိန်မှာမင်းကြီးနေမကောင်းတဲ့မင်းကြီးလက်ရဆိုင်ရင်လည်းထိနေရမယ်ဆိုတာသိပါလျက်နဲ့သူ့အဖေနေထိုင်မကောင်းတဲ့အချိန်မှာမင်းကြီးကိုနန်းတွင်နန်းဦးဖရာလို့ခေါ်တဲ့ရွှေကူကြီးဖရာကိုရွှေ့ပါတယ်ဘလို့ရွှေ့လဲဆိုအရင်ဆုံးဒီထိနန်းကိုနေမကောင်းတော့မှိမ့်နေမှာပေါ့အဲ့လိုအချိန်မှာဒီထိနန်းကိုချထိနန်းချပြီးတော့မှမင်းကြီးနေမကောင်းလို့တောင်းဝင်ကနေခဏနားပါတယ်ဆိုပြီးတော့အဲအဲ့စကားကိုသုံးပြီးတော့ဒီနန်းဦးဖရာမှာမင်းကြီးကိုနေရာပြောင်းပြီးတော့သတင်းသုံးစေပါတယ် ရပါစေ။မအားဖြစ်ကတော့ဒီရွှေကူကြီးနန်းဦးဖယားကိုနန်းတော်ရဲ့တကယ်ဦးဆုံးရှေ့နေရနေပြီးတော့မင်းကြီးကအမြဲတမ်းဖူးမြော်လေးရှိပေမဲ့သူနေထိုင်မကောင်းတဲ့အချိန်မှာတော့တားတော်ကထီနန်းချပြီးတော့သူ့နေရာရွှေ့ထားတာစိတ်မကောင်းစရာဖြစ်ရပါပဲမင်းကြီးနည်းနည်းတက်တာလာတဲ့အခါမှာတဲ့အဲဖက်ရတဲ့စာစာတန်းကြီးအရာတော့သူက မင်းကြီးနည်းနည်းတက်တာလာတဲ့ခါမှာမင်းကြီးကသူ့ကိုအစိတ်ဆိုးပြီးတော့ပြစ်ဒဏ်ပေးမှကြောက်ပြီးတော့နည်းနည်းသူမင်းကအာမင်းကြီးရှိရဲ့အကဲငါ့အဖေရဲ့အချင်းတို့သွားကြည့်မယ်ဆိုပြီးရွှေကူကြီးဖះရောက်သူကသူ့ရဲ့ရဲမက်တွေစစ်သိမ်းနေသွားတယ်သွားပြီးတော့ဖះအပြင်မှာစစ်သားတွေစစ်တီရဲမက်တွေကိုချထားပြီးတော့သူကနည်းနည်းနည်းဝင်သွားတယ်ဝင်သွားအဲနန်းဦးဖះတဲ့ဝင်သွားတယ်ဝင်သွားပြီးတော့မင်းကြီးအထက်မှာနေထိုင်မကောင်းလို့လှဲနေတဲ့နေရာမှာနည်းနည်းသူမင်းကတချို့စာတန်းတွေမှာလည်း အဲခေါင်းအုံးလို့ပြောရတယ်တချို့မှလည်းပစိုးပေါ့နော်ပစိုးနဲ့ဖိပြီးမင်းကြီးကိုအရှင်လက်လက်တက်ခဲ့ပါတယ်မင်းကြီးကအသက်ရှူမွန်းကျက်ပြီးရွှေကူကြီးဖះမှာလေနှစ်ရာဆန်ကန်တော်ကုံသွားခဲ့ပါတည်းဟောအလောင်းစီသူမင်းကြီးကတကယ်ကိုအရေးချင်းနဲ့ပြေဝတဲ့မင်းဖြစ်တော်ညာပဲလေသူ့သားငယ်ကဒီလိုလှုပ်ကြံခြင်းကိုခံခဲ့ရပါတယ်အဲ့ဒီခါမှာသူ့ရဲ့အကူဖြစ်တဲ့မင်းရှင်စောကဒေါသထွက်ပြီးတော့စစ်တပ်အလုံးရင်းနဲ့သူကနန်းနေပြီးတော့နန်းတော်ကိုခြိတက်လာပါတယ်အဲ့ဒီခါမှာနေရတူက တို့ရဲ့အရှင်ပန့်တကူမထေပေါ့နော်အရှင်ပန့်တကူမထေကတို့ရဲ့သာသနာပိုင်းအဲသာသနာပိုင်းတကယ်အကြီးမှုတန်ခါပေါ့ဒီတန်ခါကစိတ်ဆိုးပါပေါ့နော်ခမဲတော်လောက်ကြံနေဆိုအာစိတ်ဆိုးပြီးတော့ဆုံးမတာပေါ့ဆုံးမတော့ तू ကဘာပြောလဲဆိုတော့ခုချိန်ကစားပြီး तू ကလူတွေကိုဓာတ်နဲ့ထိုးတတ်တာမျိုးဓာတ်နဲ့ဆန်ပြတတ်တာမျိုးမလုပ်ပါဘူးဆိုပြီးတော့အာဂရိပေးခဲ့ပါတဲ့။ तू ပြောရဲစကားမှာပါတယ်။ဘယ်တော့မှဓာတ်နဲ့ခုတ်မတတ်ဘူးလို့ဂရိပေးခဲ့တာ။ အစိတ်ခတ်မသက်ဘူးလို့မပြောခဲ့ပါဘူးအဲ့တော့မင်းရှင်အကိုဖြစ်တဲ့မင်းရှင်ဆိုတာဒီလိုမျိုးစစ်တပ်အလုံးကြီးနဲ့ချီတက်လာတဲ့အခါမှာသူကဘာပြောလဲဆိုတော့အရှင်ဘက်သူကမထေဘူးအကိုတော် ကတယောက်တည်းစစ်တပ်တွေမှာပါပဲတယောက်တည်းတက်လာမယ်ဆိုရင်ထီနန်းကိုပေးမယ်စစ်တပ်နေတဲ့တော့မတက်လာပါနဲ့လို့ပြောတယ်အဲ့အခါမှာကြားထဲကဟိုဒီဆရာတော်တန်ခါကိုနိုင်ကပြောတာဖြစ်တဲ့အတွက်သူ့ကိုကလည်းလက်ခံပြီးတော့တပားတဲ့ရောက်လာရောက်လာတဲ့အခါမှာမနက်ပိုင်းမှာပဲအကိုဖြစ်တဲ့မင်းရှင်စောကိုထီနန်း တင်လိုက်တယ်နန်းတက်ပွဲလှုပ်ပြီးတော့အဲ့ဒီညနေစားတော်ဝယ်တဲ့ညစာစားဒင်နာစားတာပေါ့အဲ့ဒီအချိန်မှာမလုပ်လဲဆိုအကိုအစာထဲမှာအစိတ်ခတ်ပြီးတက်ပလိုက်ပါတယ်အဲ့တော့ तू ပေးတဲ့ကတိရတော့ဒါနဲ့ခုတ်မသက်ဘူးပဲပြောခဲ့တာအစိတ်ခတ်မသက်ဘူးလို့တော့မပြောခဲ့တာအဲ့တော့ तू ကကတိစကားကိုလည်းမတီးဘူးတနည်းအားဖြင့်လက်တလုံးချတုံးပြီးတော့အကိုအဖေကိုတတ်တယ်အကိုတတ်သွားခဲ့ပါတယ်အဲ့ခါမှာအရှင်ပဲနကူမထေရဆိုရင်စိတ်ဆိုးပြီးတော့ဒီပကံမှာတရင်မတုံးတော့ပဲနဲ့ တင်းကိုပြေတနည်းအားဖြင့်တိဟုပြေကိုကြွတော်မူသွားပါတည်းဒီအချိန်မှာဆိုရင်တော့လူတွေကိုဒီလိုတတ်တာဖြစ်တဲ့အတွက်အဖအိုးတတ်တဲ့တားအိုးတတ်အကိုတတ်တာဖြစ်တဲ့အတွက်သူ့ကိုမကြိုက်လို့ရဟန်းတန်ဃာတွေကမကျေနပ်ကြဘူးမကျေမနပ်ဖြစ်ကြပါတယ်နောက်တစ်ခုကတော့ဒီနရတူမင်းဟာသူ့ရဲ့မိဘရားပေါ့နော်ဒီဝေတာလီဘီကမင်းသမီးကလားမင်းသမီးလေးပေါ့ကလားမင်းသမီးလေးကိုလည်းအဲတတ်ခဲ့ပါတယ်ဘလို့တတ်ခဲ့ပါသလဲဆိုပြောရင်တော့နည်းနည်းတော့ရည်စရာတော့ကောင်းပါတယ် နရသူမင်းဟာစိတ်တဲ့အရေးရာစိတ်အရေးသွေးမှာပါတယ်ညစ်သေးတာလည်းမဟုတ်ပါဘူးသူ့ရဲ့တကူရေတန့်ရှင်းမှုလည်းအားနေပါတယ်ဘလို့လဲဆိုတော့နရသူမင်းကအိမ်နာတက်ပြီးကတော့ပါရဲ့ဖြစ်မစေဘူးလို့ဆိုပါတယ်ရေမစေဘူးလို့ဆိုပါတယ်အဲ့တော့ညစ်ပတ်တာဖြစ်တဲ့အတွက်ဒီကလားမင်းသမီးလေးဟာနရသူကိုအနာအကက်မခံပါဘူးတဲ့အဲ့ဒါကိုနရသူကစိတ်ဆိုးတယ်ဒေါသထွက်တယ်ပေါ့မာလို့ဘရင်ကို तू ကအကက်မခံဘူးလားဆိုပြီးတော့စိတ်ဆိုးတော်မူပါတဲ့အဲ့ဒီခါမှာအာတနေ့မှာ ဒီဝေးသားလေးမင်းသမီးလေးရသူ့ရဲ့ကလေးလေးကိုရင်သွေးလေးကိုနှုတ်တိုက်နေတဲ့အချိန်မှာပဲဟဲ့အတင်းနေငါခရီးနဲ့ချိန်ထားရဲခေါင်းချော်လိုက်အောင်မဲဟဲ့ညီမဆွေးရှင်တော့နေလေခေါင်းချော်လို့မမရတဲ့ဟာကိုဟင်းရရင်မဟုတ်ဘူးလားမရဘူးလေနေတော့ကေဝါမှာပေါ့ဟဲ့နင်းလည်းမဆွေးရှင်လာတယ်အောင်လက်ဖက်တွေစားနေလေနင်းလည်းချုပ်တော့မှာပေါ့ငါလက်ဖက်ကအမြဲစားနေကြခေါင်းဖြစ်ပြီးအေးဆေးပဲနေမဲတော့ကေမှာနေမဲချုပ်မှာနင်းတော့ကေမှာနေမဲချုပ်မှာနေတော့ကေမှာခဏလေးခဏလေး ကျမ်းမာရေးနဲ့ပတ်သက်ပြီးအဖြေရှာမရတာတွေအတွက်ခွန်ရှိရှိကွန်ကိုဖုန်းဆက်ပြီးမေးခွန်ရှိရှိကွန်ကတက်သည့်ကြဲကျင်တဲ့ဆရာဝန်တွေကကျမ်းမာရေးနဲ့ပတ်သက်တဲ့အယူဆမှားတွေမသေးချာမရတာတွေကိုဖြည့်ဖြည့်ပြန်ကြားပေးမှာပေါ့ဒီတော့သီလိုသမားကျမ်းမာရေးခွန်ရှိရှိကွန်ဖုန်းဆက်မေးသီလိုသမားကျမ်းမာရေးခွန်ရှိရှိကွန်ဖုန်းဆက်မေးအဲ့ဒီချိန်မှာဒီဝေသားလီမင်းသမီးလေးကသူ့ရဲ့ကလေးလေးကိုနိုးတိုက်နေတဲ့အချိန်မှာပဲဒီနရတူမင်းဟာမင်းသမီးကိုဓာတ်နဲ့ခုတ်တက်ကြလိုက်ပါတယ် အဲ့တော့သူ့ရဲ့ဒီဗရိတ်ခရားပြီကဘင်းကတိသွားပေါ့နော်သူ့သမီးကိုဒီလိုသူ့သမီးရောသူ့မီးရောဒီလိုမျိုးဓာတ်နဲ့ခုတ်တက်တယ်ဆိုတာတိတဲ့ခါမှာအမျက်ဒေါသထွက်လို့သူ့ရဲ့ဂလပီမှာရှိတယ်သူ့ရဲ့ကောင်း၈ယောက်ကိုအာဘယ်လိုပြောမလဲ ဟူရာပေါ့နော်တမဟူရာပုံနာဟူရာအနေနဲ့ဗိတ်တိတ်တွမြောက်ဖို့အတွက်အဲမင်းဗိတ်တိတ်တွမြောက်မှုတဲ့ငါစီရဒီဟူရာကြီးတမတကယ်ပညာရှိရှိရကိုလွှတ်ပေးလိုက်တယ်ဆိုပြီးတော့လိန်ပြီးလွှတ်လိုက်တာတကယ်တော့ဟူရာရှိရမဟုတ်ဘူးဘာလဲဆိုတော့သူရဲ့ကောင်းရှိရကိုလွှတ်လိုက်တာအဲ့သူရဲ့ကောင်းရှိရက အားလုံးဝိုင်းပြီးတော့သူ့ဖိတ်သိပ်သူမြောက်မယ်ဆိုပြီးတော့လုံနေတဲ့အချိန်မှာပဲတကယ်တကယ်ဓာတ်နဲ့သူ့ခုတ်ပြီးတော့တတ်ပါတယ်အဲ့ဒီအချိန်မှာဆိုရင်အာတခြားတော့သူ့ရဲ့ရဲမှတ်တွေမူမှတ်တွေကလည်းသူ့မကျေနှက်ကြဘူးလေဟိုမတရားသဖြင့်ထီးနှံကိုလူယူထားတယ်လူတွေကိုလည်းတတ်တယ်အဖအကိုလည်းတတ်တယ်အကိုကိုလည်းတတ်တယ်တော့တကယ်မင်းသမီးလေးကိုလည်းအပြစ်မရှိပဲတတ်တာဖြစ်တဲ့အတွက်သူ့ကိုခုနကပြောတဲ့အဲကလားကကလားပြီကပရိခရားပြီကသူရဲ့ကောင်အနေရတက်တဲ့အချိန်မှာဘဘူးမှဓာတ်တစ်ချက်လှန်တစ်ချက်ဆွဲပြီးကာကွယ်တာမျိုးမလုပ်ဘဲနဲ့သူဒီလောက်ချန်ခံရပြီး တည်သွားတယ်။နက်ရွာဆန်ကန့်တော့ကုန်သွားပါတယ်။လို့ကလားတွေတက်လို့ကလပီရသူတွေတက်လို့တည်တာဖြစ်တဲ့အတွက်ကလကြမင်းလို့လည်းခေါ်တယ်။စိန်တို့အရှိအစီစဉ်နေမှာဆိုရင်တော့တရုတ်ပြည်ကအာတနည်းအားဖြင့်မွန်ဂိုတွေကြောင့်နန်းတော်ကိုစွန့်ခွာပြီးတော့နက်ရွာဆန်ခဲ့ရတဲ့တရုတ်ပြည်မင်းရှိသလိုကလားပြည်ကဗရိခေယပြည်ကကလားတွေကြောင့်နန်းကြခဲ့ရတဲ့နဲ့သူမင်းကလားပြည်မင်းလည်းရှိခဲ့ပါတယ်။အဲ့တော့သူ့ရဲ့စက်သိန်းကတော့ဒီလိုစက်သိန်းသွားခဲ့ပါတယ်။ဈားထဲမှာတော့ခုနပြောတဲ့အဖေကိုတတ်တယ်အကိုကိုတတ်တယ် ဝေတာလီပီယာသူ့ရဲ့မိဖုရားကိုသူကိုယ်တိုင်တတ်ခဲ့တယ်။ဒါပေမဲ့ခုနကပြောသလိုပေါ့။ तू ကဒီလိုအဖကိုတတ်တယ်အကိုကိုတတ်တော့ယဟန်တန်ဃာတွေကမကျင်နဲ့ကြအောင်မကျင်နဲ့ကြတော့ तू ကမလုပ်ချင်လဲဆိုတော့ယဟန်တန်ဃာတွေကိုဗာ तू ကကွတ်မြတ်ချင်တာတဲ့။အဲ့တော့ယဟန်တန်ဃာတွေကြာတတ်လို့မရဘူး။ယဟန်တန်ဃာတွေကိုတတ်မယ်ဆိုရင်တတိုင်းပြီလို့အုံကြွလာလိမ့်မယ်ဆိုပြီးတော့တိုင်းသူအဲတိတ်တိတိတ်တိရာဆိုလားအဲ့အမတ်တပါသူ့ကိုပြောတယ်။အဲ့တော့ယဟန်တန်ဃာတွေကိုတတ်မယ်အစားသင်္ကန်းချွတ်အောင်တနည်းအားဖြင့်လူဝိလဲအောင်လုပ်ရမယ်ဆိုပြီးတော့ပြောတယ် အဲအဲ့အချိန်မှာပဲစိန်လူစိတ်ဝင်စားဖို့ကောင်းတဲ့ဖြစ်ရလေတခုကို तू ပါဖန်နေခဲ့ပါတယ်အဲ့ဒါဘာလဲဆိုတော့ပုံမှန်အမြင်စိတ်လူမြန်မာမျိုးသမီးတွေကလုံကြီးကိုအဲလုံနေအောင်ဝတ်ခဲ့တယ်ဝတ်တယ်ဒါပေမဲ့နရတူမင်းလက်ထက်မှာတော့ဘလို့ဝတ်ခိုင်းလဲဆိုတော့ပေါင်ပေါအောင်ဝတ်ရမယ်ဆိုပြီးတော့အမင်းမျိုးသမီးတွေကိုအမိန်ထုတ်ပါတယ်ပေါင်ကိုတကယ်ဖို့ပြီးတော့ထမိန်တို့ကိုဒီလိုမျိုးခြေတလန်းလက်လက်နဲ့ပေါင်ရင်းဒီလက်ခနဲ့လက်ခနဲ့ပေါင်ဝတ်စားစင်မှုမျိုးကိုနရတူမင်းလက်ထက်မှာ အာမြူဆွဲတာပေါ့နော်ရဟန်းတန်ခါလို့မြူဆွဲအောင်စိတ်တွေရင်းရံအောင်သူကအမိန်ထုတ်ခဲ့ပါတည်းအဲ့တော့အမျိုးသမီးတွေကအဲ့လိုဝတ်ကြတဲ့အခါမှာရဟန်းတန်ခါတွေကဇန်နေဆိုင်ရောကြပြီးတော့ဟိုလူဝတ်လဲအောင်လုပ်ကြတယ်အဲဒါမှမဲ့သူပဲမှန်းကျက်နဲ့နှမ်းထွက်မကြိုက်ပုံမြားလူအနှဲငယ်တဟန်းတန်ခါအနှဲငယ်ရပဲထွက်တယ်ကြံအများစုကတော့မထွက်ကြတော့ဘာဖြစ်လဲဆိုအတင်းဖမ်းပြီးတော့လူဝတ်လဲတာကြီးလုတ်ခိုင်းတယ်အဲ့ဒီအခါမှာတချို့ရဟန်းတန်ခါတွေကခုနပြောလို့ပဲတိန့်ကိုပြီတီဟိုပြီကိုထွက်ပြေးတာလေးရှောက်တိန်းတာလေးလုတ်ပါတည်းဒီလိုမျိုးသူ့ရဲ့ ဩဇာအာဏာတက်ရောက်မှုအားမနှဲတဲ့အခါမှာသူဒီရှေးရှင်ဆက်အဆက်ကဘယင်းနေလို့မျိုးကောင်းမှုကုသိုလ်အကြီးကြီးလည်းလှုပ်ချင်ပြန်ပါလေပြည်သူပြည်သားတွေရဲ့ယုံရှာမုန်းတီးခြင်းကိုလည်းခံရတယ်နန်းတွင်းမှာလည်းမှုမှတ်တွေဝန်တန်းတွေရာလည်းသူ့သဘောမကျဘူးเนาะယဟန်တန်ခါတွေကလည်းမနှိမ့်မြို့တဲ့မင်းတစ်ပါးဟာဆိုရင်တကယ်ကို တာသနိကအဆောင်အုံကိုအရှင်းအရင်ရင်ကအရှင်မရင်နေတဲ့ကြီးကျယ်ခမ်းနားစွာစောင့်မယ်အဲ့ဒါမှငါ့ကိုလူတွေရရိုးရိုးသေးလာမယ်ကြီးညိုလာမယ်ဆိုပဲစိတ်နေဒုမာဓမယံလို့ခေါ်တယ်ဓမယံကြီးအဲဒီဖရာကိုတဲခဲ့ပါတယ်ဒီလိုတဲတဲ့နေရာမှာလဲအာအလုံးမြင်တဲ့အတိုင်းပဲပေါ့နော်အခုကတော့ခေကာလာတွေကြာညောင်းလာပြီဖြစ်တဲ့အတွက်အဲပျက်စီးယူရင်းချင်းတွေရှိခဲ့တော့ညာရှိနေတော့ညာလဲအရင်တုန်းကတော့ဒီလိုမျိုးအုတ်ချက်တစ်ချက်နဲ့တစ်ချက်ချားမှာအထွေရင်တော့မှလုံးဝ ဟာမနေရဘူးအထိုးလို့ရခဲ့တယ်အဲ့ဒီပယံသမားကိုချက်ချင်းပဲကွပ်မြက်ခဲ့ပါတယ်အဲ့တော့သူဒီကုသိုလ်တပည့်ငရေတပိတ်တာကိုပြုတ်ခဲ့တယ်လို့ဆိုရမှာပေါ့အဲ့တော့သူ့ရဲ့စေတနာစိတ်တရားတရားစိတ်ကလည်းမစစ်မှန်တဲ့အတွက်ဒီဓမ္မယံကြီးဖះကိုတည်တဲ့အခါမှာလဲလိုအပ်တာတက်ပို့ပြီးအချိန်တွေကကြန့်ကြာခဲ့ပါတယ်ကုသိုလ်နဲ့အတူလူအသက်တွေကလည်းအများကြီးဇတိခဲ့ရဖြစ်တဲ့အတွက်ဒီဓမ္မယံကြီးဖះကိုဖူးမြင်ရတဲ့သူတွေရဲ့စိတ်မှာအေးချမ်းမှုအစားအုံုံဆိုင်ဆိုင်နဲ့ မလန်းဆန်းပဲနဲ့အဲ့လိုမျိုးပေါ့နော် feel ခံစားချက်မကောင်းတဲ့အငွေ့သက်တွေကိုပဲခံစားရစီပါတယ်အဲ့တော့ဒီတမယံကြီးဖះကိုနောက်ပိုင်းအနေရပတိစီသူမင်းလက်ထံမှာဒီတမယံကြီးဖះရဲ့အနောက်ဘက်မှာပေါ့နော်ဓမ္မယံတီဆရာတို့တရင်သုံးခဲ့တယ်ဒီဒီတရင်သုံးခဲ့တဲ့တန်ဃာတော်ရဲ့ပွဲအမျက်မျိုးကိုအစွဲပြုပြီးတော့ဓမ္မယံတီဖះလို့ပြောရနေကာလရွေလိုတဲ့အခါမှာဓမ္မယံကြီးဖះဆိုပြီးတော့လေအမီပြောင်းခဲ့ပါတယ် ဒီတမန်ကြီးဖះကဒူးတယ်ကြီးမားတာနဲ့အတူအာပလန်းနှစ်လန်းရှိရယ်ဆိုတာလည်းအားလုံးသိမှာပါအတွင်းပလန်းနဲ့အပြင်ပလန်းပေါ့စိတ်တို့အတူမင်းကြည့်လိုက်ကြရအောင်လေโอเคဒီအပြင်ပလန်းအတွင်းပလန်းတွေကလေ ီအပြင်ပလန်းအတွင်းပလန်းနှစ်ခုစလုံးကတိုင်းတာကြီးရဲ့အခါမှာကိုးပေပေါ့အတွင်းပလန်းကလည်းကိုးပေကျဲပြီးတော့အပြင်ပလန်းကလည်းကိုးပေကျဲပါတယ်နောက်ပိုင်းမှာဒီအပြင်ပလန်းအတွင်းပလန်းကိုသူတို့ကအုတ်တေနဲ့အပြည့်ပိတ်ပိတ်လိုက်တယ်လို့သိရပါတယ်အဲ့တော့ဘာလို့ပိတ်လဲဘယ်သူတွေပိတ်လဲဆိုတော့ဒါဒီဘိသူကဆိုင်ရာတမိုင်းချက်လက်တွေဖြစ်သွားတဲ့အတွက်ဒီနေရာမှာတော့ဆိုင်ရာအသေးစိတ်တော့မပြောလို့ပါဘူးဒါပေမဲ့သူတို့တွေအမှတ်တမ်းတွေရပါဘူးနဘူးသူသားရပွေလေးတွေကိုစိတ်ပြပြချင်းပါတယ်အတွင်းပလန်းနဲ့မှာအုတ်တေနဲ့အပြည့် ပိတ်တဲ့အုတ်တဲကအစနာလေးတွေယူပြီးသူတို့တခွဲကြည့်တဲ့အခါမှာပြာချကြည့်ရဲ့ပြာအစနာလေးတွေကိုရေးချကြည့်လိုက်တဲ့အခါမှာရွှေမုံလေးတွေဖြစ်တယ်လို့ပြောပါတယ်အဲ့တော့ဆိုလိုချင်တာကလွန်ခဲ့တဲ့နှစ်ပေါင်း200တုန်းကရဟန်းတစ်ပါးကဒီဓမယန်ကြီးဖះမှာ လာပြီးတော့အကြီးရအောင်ရတယ်အကြီးရအောင်နေဆိုတော့သိရမလားဒီတန်နေကိုသူကဖို့ထိုးတာနေအကုန်လုံးရွှေတို့ရွှေစားတွေဖြစ်သွားတာပေါ့နော်သူကဒီမှာအကြီးရအောင်ရတယ်ဖြစ်တဲ့ရွှေတွေအများကြီးရခဲ့တယ်လို့ဆိုပါတယ် တကယ်တကယ်ဒီထက်ပိုပြီးလက်တွေ့ကြတဲ့အကြောင်းအရာကိုပြောရမယ်ဆိုရင်တော့ဒီတဟန်းကဆိုရင်တော့ဒီဓမယံကြီးဖရာရဲ့အတွင်းပတ်လမ်းမှာရှိတဲ့ဌာပနရွှေတွေကိုခိုးယူပြီးတော့သူတို့ဒီပြာချပြီးတော့ယူသွားတာပါအဲ့ဒါတွေကိုယူသွားပြီးတော့မှသူကဒါကိုအကြရအောင်နေဆိုပြီးတော့ဟိုတရင်လွှင့်လိုက်တာပေါ့နော်သူရဲ့မတမာမှုကိုဖုံးလွှမ်းခြင်းလို့ဆိုပြီးတော့ဒါဒီလက်တွေ့ကြပိုပြီးလက်တွေ့ကြတဲ့ ဗစက်ပြောရာဇဝင်လို့ပြောရမှာပေါ့အဲ့တော့ဟိုဒီအတွင်းပက်လည်းအပြင်ပက်လည်းနှစ်ခုနဲ့ပတ်သက်တဲ့ရာဇဝင်လေးတွေကလည်းတစ်ခုပါပဲအဲ့တော့ဒီဥစ္စာတွေနဲ့ပတ်သက်ပြီးတော့စိတ်နှုတ်ဓမယန်ကြီးကိုအပြင်ဘက်ကလည်းကြည့်မယ်ဆိုရင်အပြင်ဘက်မျက်နှာစာမှာဖရားစီတွေကိုတွေ့ရပါမှာဒါပေမဲ့အဲ့ဖရားတွေဒီတကယ်မူရင်းဓမယန်ကြီးကိုနရတုမင်းလက်ထက်ကတည်ခဲ့တဲ့လက်ရာတွေမဟုတ်ဘဲနဲ့နှောင်းခက်မှသာတည်ထားတဲ့လက်ရာတွေပဲဖြစ်ပါတယ်တကယ်တကယ်စိတ်နှုတ်ဒီမြင်နေရတဲ့အတွင်းပက်လန်းတွေအပြင်ပက်လန်းတွေကတော့ အာနောက်ပိုင်းမှာဒီလိုပိတ်ဆို့ထားရေအုပ်တွေနဲ့စီရင်ထားတယ်ဆိုတာမျိုးရှိပါတယ်။ဒါကြောင့်မလို့ဒီဓမ္မရင်ကြီးရာဆိုရင်ကုတူပြုခဲ့တဲ့ဒါကကိုယ်တိုင်ကလည်းမကောင်းမှုတွေအဖာကိုတတ်တယ်အကိုကိုတတ်တယ်ဇနီးမယားကိုတတ်တယ်တိုင်းသူပြည်သားအပေါ်မှာမတမာနီးနဲ့အုပ်ချုပ်ခဲ့တဲ့အပြင်ဖယားကိုတီထားကိုးကွယ်ခဲ့တဲ့စေတနာကလည်းစစ်မှန်မှုတွေတရားတရားတွေမရှိခဲ့ပါဘူး။ဒါကြောင့်မလို့ညီမြပင်အဲမိန်းနေအာနာတို့တုံးခဲ့ပါတော့ညာလည်းပဲ သူ့ရဲ့မကောင်းမှုတွေဒီစိန်လို့ခစ်တွေအဆက်ဆက်ပြောင်းသွားတော့ညာလဲဖုံးအုပ်လို့မရပဲနဲ့မြင်သူဖူးတွေ့သူတွေရဲ့စိတ်ထဲမှာသူ့ရဲ့မကောင်းမှုတွေကိုခံစားနေရတဲ့ခြောက်ချားဖို့ကောင်းတဲ့လှုပ်ဝက်ချက်တွေနဲ့ပြည့်နှက်နေတဲ့ဒုမာဒမယံခုဖျားပဲဖြစ်ပါတယ်။ဒါကြောင့်မလို့လူတွေဟာတမိုင်းနေဘလို့ပဲပြောင်းသွားပြောင်းသွားကိုယ့်ရဲ့မကောင်းမှုကိုကိုယ့်ရဲ့မှားယွင်းတဲ့လုပ်ရက်ကို ုံးွယ်ထောက်ခဲ့လို့မရဘူးဆိုတာတော့ဒီတမယ်ကြီးဖះကိုရောက်တာသက်ကြီး